အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့တလအတွင်းဝိတ်ချခြင်းသူတွေအတွက်မြင်မြန်နဲ့မှန်မှန်ကန်ကန်ဝိတ်ချနည်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တလအတွင်းမှာဝိတ်ချခြင်းနဲ့ဆိုတာတကယ်တော့မလွယ်ကူပါဘူးနော်ဒါပေမဲ့မဖြစ်နိုင်တာလားဆိုတော့ဖြစ်နိုင်ပါတယ်အခုဗီဒီယိုလေးမှာတော့တဘာဝနီးနဲ့အကောင်းဆုံးအလုပ်ဖြစ်တဲ့ဝိတ်ချနီး၅ချက်ကိုနည်းနည်းနဲ့ရှင်းလင်းပေးသွားမှာဖြစ်ပါတယ်။ ကျမ်းမာရေးအတွက်ဆိုရင်လှကျင်တာထပ်ပိုပါတယ်။သွေးကြိုဖီယာခန္ဓာကိုယ်မတတ်မဆွမ်းဖြစ်လာတဲ့အထိရောက်သွားနိုင်တတ်ပါတယ်။ဒါကြောင့်လက်မလွတ်ဖို့လိုတဲ့ခြိလန်း၅ချက် အကြောင်းစလိုက်ကြရအောင်နော်။နီလန်တက်ကရော intermittent fasting ဝေးချခြင်းအရင်ဆုံးလုပ်ရမှာက အစားစားခြင်းဖွဲ့ဖို့ပါ။ အစားအသောက်မပြတ်စားပဲဝိတ်ချဖို့ကတကယ်ကို မလွယ်ပါဘူးနော် intermittent fasting ဆိုတာကနာရီအလိုက်စားချိန်နဲ့မစားချိန်ကိုတတ်မှတ်ခြင်းပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့အများဆုံးကြော်ကြတာက16နာရီမစားဘဲနဲ့7နာရီအတွင်းသာစားတယ်16 ratio 8 method ပါအာနိတေငါရောတဲ့ခန္ဓာကိုယ်က store fat ကိုပဲ energy အဖြစ်သုံးပါတယ်။ insulin ညော့ပြီး fat burning hormone တက်ပါတယ်။ညအချိန်မှာအစာမစားတော့အိပ်စက်စင်မှာ fat လောင်ကျွမ်းနေပါတယ်။အကျံပေးကျင်နာကတော့မနက်စာကိုချမ်းပြီးစက်တနာရီမှာစတင်စားပါည9နာရီနောက်ဆုံးထားပြီးစားလို့ရပါတယ်။နီးလနှစ်ကတော့ low carb eating တချို့ကကျမကကီတိုလုံးဝမလုပ်တတ်ဘူးလို့ပြောတတ်ပါတယ်အမှန်ကတော့တင်ကကီတိုလုံးမလုံးနဲ့မစင်စားပဲ crops တွေကိုရှော့ချဖို့ပဲလိုပါတယ်အစာရဲ့80ရာခိုင်နှုန်းထဲမှာ အစီမဟုတ်ပါဘူး carb ပါ ထမင်းနူရောမုတ်ကြောစသဖြင့်ပေါ့ဒါတွေဖြစ်တဲ့အခါမှာခန္ဓာကိုယ်က fat မတုံးနိုင်ပဲအချို့မဟုတ်ကိုပဲတုံးနေတတ်ပါတယ်တရက်ကို 30ရာနေ50ဂရမ်အချိုမုတ်ထက် မပိုအောင်ထားပါစားလို့ကောင်းတဲ့အရာတွေကဥစီနေနေပြင်ကြော်တာတို့ငပိရွက်ဟင်းအသားကြော်မဟုတ်တဲ့ဟင်းဟင်းတင်းရွက်စားတာအနည်းငယ်ဖြစ်နေအောင်ကြံတဲ့ fat ကို လောင်ကျွမ်းပြီးကြာသွားပါတယ်နီလန်3ကတော့ HIIT ဟဲ့ဆိုတဲ့လေးချိန်ခံလုပ်ပါဒီလေးချိန်ခံကကြာတဲ့လေးချိန်ခံမဟုတ်ပါဘူး အချိန်မရှိတဲ့သူတွေအတွက်ဒီနီးယားအကောင်းဆုံးပါ HIIND ဆိုတာဘာကိုစတန်လုပ်လဲဆိုတော့ high intensity interval training ဆိုတာကတစ်ချိန်ကို15မိနစ်လောက်ပဲလုပ်တာကိုပြောတာပါမနက်စာမစားခင် လုပ်နိုင်ရင် fat burn က2ဆတောင်ပိုမြန်ပါသေးတယ်နော်ဥပမာပြောရရင်10မိနစ်ကို jumping jack လုပ်တာပြီးရင်30စက္ကန့်အနာယူတာ10မိနစ် squat လုပ်တယ် 30စက္ကန့်အနာယူတယ်။တမနဲ့ knee ups ဒီလိုနဲ့15မိနစ်ပြန်သွားပြန်လာလှုပ်တာနဲ့ဖော်ရွှေပြီး fat ကလောင်ကျွမ်းသွားပါတယ်။ထိုင်ပြီးနေတတ်တဲ့လူတွေ especially ပိုလှုပ်တယ်ပါတယ်နော်။ကွန်ပျူတာအလုပ်တွေအလုပ်များတဲ့သူတွေကတော့ပိုလှုပ်တယ်ပါတယ်။နီးလန်လေးကတော့ရေတောက်မှုနဲ့ metabolism မြင့်ခြင်း။တယောက်ကအထက်မှာလေ့ကျင့်နေတယ်ဆိုပြီး ရေမတောက်ဘူးဆိုရင်တော့အဆိုးဆုံးအမားပါပဲတင့်ခန္ဓာကိုယ်မှာအစီတွေပြတ်ဖို့ဟာရေလိုပါတယ်ခန္ဓာကိုယ်ရဲ့အသေးမှာစတိုဖတ်တွေကိုကြော်ဖို့အတွက်ရေမပါရင်မဖြစ်နိုင်ပါဘူးနီးလန်းကတော့မနှက်ထရင်တဖန်ကွက်အစာအကျိုးစားကံနေကြရင်တဖန်ကွက်တောက်ပါ အစာစားပြီးနောက်မိနစ်30မှရေတဖန်ကွက်တောက်ပါမအိတ်ခင်မှရေတစ်ခွက်တောက်ပါ ရေတောက်တာနင်းနေပဲလှုပ်လိုက်တာနဲ့ဝိတ်ကြသွားတတ်ပါတယ်။တချို့ကတပတ်ထဲမှာ2ကီလိုကျသွားတဲ့ရာလက်တွေတောင်ရှိပါသေးတယ်။နီးလန်းငါးကတော့စင်ဆက်မပြတ်မားနေခြင်းနဲ့အမားရှောင်ခြင်းနီးတွေကကောင်းပါတယ်။ဒါပေမဲ့စင်ဆက်မပြတ်ဖြစ်ရင်အကျိုးမရှိပါဘူး။အများဆုံးတွေ့ရတဲ့အမားတွေကကိုကဝိတ်ချခြင်းနေပြီး snack တွေတစ်ချိန်လုံးစားနေတာ။ကိုကဝိတ်ချခြင်းပေမဲ့အမြဲအိတ်နေတာ။အိတ်ချိန်မမှန်း မြားဘက်အစာတွေပိုစားနေတာအဲ့ဓာတွေကိုရှောင်ဖို့အတွက်တူတူလက်စ်လောက်ပါ နေစဉ်လှုပ်ဆရာတွေကိုနှုတ်ထဲတွင်ပြီး အချိန်ကိုအမြဲတတိပြုပါစိတ်သက်တက်လာတတ်ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့တဲ့ရဲ့ခန္ဓာကိုယ်ကိုကိုယ်တိုင်ချစ်ဖို့ကပထမဆုံးအစင်ပါဝိတ်ချခြင်းနဲ့ဆိုတာကတန်မိုးရှိတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ဒါကြောင့်ဒီနေ့ကလေးကစားလိုက်ပါ မနေ့ပြန်စမယ်ဆိုတာကလူတိုင်းပြောတတ်ပါတယ်ဒီနေ့ညကလေးကစပြီးရေတဖန်ကွက်တောက်လိုက်ပါဒါကစတင်ချက်ဖြစ်ပါတယ်လို့ပြောကြရင်းနေပဲဒီနေ့အတွက်ဒီမှာပဲညီကုန်းချုပ်လိုက်ပါရစေရှင်